ဓမ္မမိတ်ဆွေသူတို့စင်ပေါင်းခင်ဗျာလူလောကမှာမေတ္တာတရားဘယ်လောက်ကြီးမားကြီးမားစေရနာဘယ်လောက်ထပ်ထားအဲ့ဒီအရာပေါ်မှာတန်ဖိုးထားရတဲ့သူလက်ခံနိုင်တဲ့သူနားလေတဲ့သူဖြစ်မှသာအဆင်ပြေမှာပါဒီလိုမှမဟုတ်ရင်ရေနဲ့စီလိုပဲရေကရေတတ်တတ်စီကစီတတ်တတ်တကွဲတပြားကြီးဖြစ်နေမှာပါမေတ္တာကမေတ္တာတတ်တတ် ဗီဇကဗီဇသက်သက်ဘယ်လိုမှထပ်တူမကြနိုင်ရင်မေတ္တာပေးသူသာရှေကုံလည်းမကြလာပါလိမ့်မယ်မကောင်းတဲ့ဗီဇရှိသူကမေတ္တာပေးသူရဲ့စိတ်ကိုလက်ခံနိုင်မှာမဟုတ်ပါဘူးဒါကြောင့်ဗီဇကိုမေတ္တာနဲ့ပြင်ပေးလို့မရကြောင်းလက်ခံလိုက်ပါပြီဆိုတဲ့စာဟာအမှန်တရားပဲဖြစ်ပါလေခင်ဗျာမိတ်ဆွေများကိုရိုးစိတ်ပါဖြေရှင်းတာရရှိကြပါစေ။ ကကြည်သုံးပါးပဲမှကင်းဝေးလွမြောက်နိုင်ကြပါစေမေတ္တာတရားရှင်းမှန်ထား၍အရာရာကိုအောင်မြင်နိုင်ကြပါစေခမညာ